ရက်ဖို့ကလွန်ခဲ့တဲ့နှစ်နှစ်လောက်ကတည်းကမန်ယူကနေထွက်ခွာသွားတဲ့နယ်လို့ပြောလာခဲ့တဲ့ပေါ်အင်းပရိသတ်များလွှဲမိလာများမန်ချက်စတာဘောဆုံကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရင်မန်ယူအသင်းရဲ့အတိုင်းစစ်မှုအောင်တယောက်ဖြစ်တဲ့ပေါ်အင်းကတော့မာကာရော့ဖို့ကလွန်ခဲ့တဲ့နှစ်နှစ်လောက်ကတည်းကမန်ယူကနေထွက်ခွာသွားခဲ့တဲ့နယ်လို့ဝေဖန်ပြောကြားလိုက်ပါရင်ပေါ်အင်းကရက်ဖို့ဟာမန်ယူမှာအချိန်ကြာကြီးကစားလာခဲ့ပေမဲ့အသင်းနဲ့သူ့ရဲ့ဆက်ဆံရေးဟာမထူးခြားတော့တဲ့အခြေအနေတစ်ခုကိုရောက်ရှိနေပြီလို့ယူဆနေပါရင် ရက်ဖော2020နှစ်23ရာသီမှာအင်္ဂလန်လူကြီးစင်အဖြစ်ဂေါ်30တွင်းယူခဲ့ပြီးထူးချွန်တဲ့စွမ်းဆောင်ရည်ကိုပြသခဲ့ပေမယ့်2023ရာသီမှာသူ့ရဲ့ဖျော်ဖြေမှုဟာတိတာစွာကျဆင်းသွားခဲ့ပါတယ်။အဆိုပါရာသီမှာသူတွင်းယူခဲ့တဲ့ဂေါ်ဟာ၈ဂေါ်သာရှိခဲ့ပြီးသူ့ရဲ့ယုံကြည်မှုနဲ့ကစားဖို့ဟာမတည်ငြိမ်ဖြစ်နေခဲ့ပါတယ်။ဒီလိုစွမ်းဆောင်ရည်အတန်းကျဟာပေါ်ရင်အတွက်ရက်ဖော့ဟာမန်ယူမှာသူ့ရဲ့အလားအလာအများဆုံးကိုထုံးမပြနိုင်တော့ဘူးလို့ယူဆစေခဲ့ပါတယ်။ပေါ်ဟင်ကရက်ဖော့ဟာမန်ယူမှာကစားမပွားရဲ့အကောင်းဆုံးအဆင့်ကိုထိန်းထားဖို့ရုန်းကန်နေရပြီးအသင်းရဲ့ဖိအားမြင့်မားတဲ့ပါဝင်ခြင်းကသူ့အပေါ်တက်ရောက်မှုရှိတယ်လို့ထင်နေပါတယ်။ ရက်ဖို့ကမန်ယူရဲ့အကယ်ဒမီထွက်အင်္ဂလန်နိုင်ငံသားတူဖြစ်ပြီးမန်ယူရဲ့ပရိသတ်တွေနဲ့မြို့ကန်တွေစီကနေမျှော်လင့်ချက်မြင်မာမှုကိုရင်ဆိုင်နေရပါတယ်။ဒီလိုဖီယားဟာတခါတည်းကမှ Blessing and Gas ကောင်းကျိုးနဲ့ဆိုးကျိုးတွေမျိုးစလုံးကိုဖြစ်စေပြီးရက်ဖို့ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့စွမ်းဆောင်ရည်ကိုထိခိုက်စေနေပါတယ်။မန်ယူကစားရတဲ့ဖီယားဟာရက်ဖို့ရဲ့စွမ်းဆောင်ရည်ကိုထိခိုက်စေပြီးသူ့ရဲ့ကစားမဘွားဟာအတင်းမှာအချိန်ကြာရှည်နေလာပေမဲ့လည်းထိုးချမှုမရှိတော့ဘူးလို့ပေါ်အင်ကခန်းစားရပါတယ်။ဒါကြောင့်သူ့အတွက်အပြောင်းလဲတစ်ခုလိုအပ်တယ်လို့အကြံပြုခဲ့ပါတယ်။ ရပ်ဖို့အားလိုခဲ့တဲ့နှစ်နှင်းငယ်အတွင်းအင်္ဂလန်မီဒီယာတွေနဲ့ပရိသတ်တွေရဲ့ဝေဖန်မှုတွေကိုမကြာခဏရင်ဆိုင်ခဲ့ရပါတယ်။ဥပမာ2024ခုနှစ်မှာဘက်ဖတ်မှာညဘက်ထွက်သွားမှုမန်စီးတီးနဲ့ရှုံးနေခဲ့ပြီးတဲ့နောက်မွေးနေ့ပါတီကျင်းပမှုနဲ့လေ့ကျင့်ရေးကိုလွှဲချော်မှုတွေတို့ကြောင့်သူ့ရဲ့ professional ဆန်မှုကိုမေးခွန်းထုတ်ခံခဲ့ရပါတယ်။ဒီလိုပြုနေရာရပ်ဖို့ရဲ့စိတ်ဓာတ်နဲ့ကစားကွင်းပင်ပကဘဝပုံစံပေါ်အင်းရဲ့စိုးရိမ်မှုကိုဖြစ်ပေါ်စေခဲ့ပြီးသူ့အတွက်မန်ယူမှာဆက်နေမယ်ဆိုတခြားအသင်းတစ်ခုမှာပေါ်ပါလွတ်လပ်စွာပြန်လည်စတင်ဖို့လိုအပ်တယ်လို့အင်းကယူဆခဲ့တယ်ထင်ပါတယ်။ ပေါင်းအင်းက report အပါအဝင်မန်ယူကယ်မီထွက်ကစားမတွေဖြစ်တဲ့ပေါ့ပေါ့ပေါင်းမေဆန်ဂရင်းကိုဂျက်စီလင်ကန်တွဲရဲ့အခက်ခဲတွေကိုလည်းထောက်ပြခဲ့ပါတယ်။ဒီကစားမတွေကမန်ယူမှာလာလာရှိပေမဲ့အသင်းရဲ့မတည်ငြိမ်တဲ့စီမံခံကွဲမှုနဲ့ဖိအားတွေကြောင့်သူတို့ရဲ့အလားအလာအများဆုံးကိုမထုတ်ပြနိုင်ခဲ့ဘူးလို့ပေါင်းအင်းကပြောပါတယ်။ဒါကြောင့် report အတွက်မန်ယူရဲ့ဖိအားမြင့်မားတဲ့ပေါင်းအင်းချင်းကိုစွန့်ခွာပြီးတခြားအသင်းမှာပုံမတက်တော့တက်တာရှိတဲ့ပေါင်းအင်းချင်းမှာကစားဖို့အကြံပြုခဲ့တာပါ။အခုဆိုရင် report ရဲ့အသင်းမှာဖြစ်တဲ့ Dominic ကမန်ယူကနေ report ထက်အရင်ထွက်သွားခဲ့ပါပြီ။ တော်မီနီကိုရောင်းထုတ်လိုက်တဲ့မယ်ရဲ့လောက်ရပေါ်နားမလည်နိုင်ဘူးလို့မယ်ယူနီပြဟောင်းဆိုရှာကမေကွန်းထုတ်ခဲ့တယ်လို့ပွိုင်းကလည်းတော်မီနီကိုရောင်းထုတ်လိုက်တဲ့မယ်ယူအသင်းရဲ့လောက်ရပေါ်ဝေဖန်ခဲ့မှုပါတယ်တော်မီနီဟောင်းမယ်ယူအသင်းရဲ့ကွင်းလယ်မှာပြေတော်အားထုတ်မှုဂိုးသွင်းနိုင်စွမ်းနဲ့အသင်းအတွက်စွမ်းဆောင်ပေးနိုင်မှုဟာမယ်ယူအတွက်အဖို့တန်ခဲ့ပါတယ်အင်းကမယ်တော်မီနီမှာခြေသွက်မှုကွင်းတစ်လျှောက်ပြေတော်နိုင်မှုဂိုးသွင်းနိုင်မှုရှိတယ်လို့ချီးကျူးခဲ့ပြီးသူ့ကိုအသင်းကလက်လွတ်လိုက်ရတာဟာမယ်ယူကဘာကိုကြည့်ပြီးဆုံးဖြတ်ခဲ့တာလဲဆိုပြီးမယ်ယူဘုတ်ဘွဲကိုမေကွန်းထုတ်ခဲ့ပါတယ်မယ်တော်မီနီဟောင်းနာပိုလီမှာပွဲဥထွက်ရာသီမှာတင်စီးရီဖလာရရှိခဲ့ပြီး သူရဲ့စွမ်းဆောင်ရည်ဟာကမ္ဘာအဆင့်မီကစားမလို့ပေါ်အင်းကကြီးကျူခဲ့ပါရင်ဒီလိုအောင်မြင်မှုဟာမိန်မသူ့ကိုဆက်ထိန်ထားဖို့ပြက်ကွက်ခဲ့တဲ့အသင်းရဲ့ဆုံးဖြတ်ချက်ကမာမီအမားနေချောင်းကိုပို့ပြီးတော့ထင်ရှားစေခဲ့ပါရင်ပေါ်အင်းရဲ့ပြောကြားချက်မှာရက်ဖို့နဲ့မက်တော်မီနီကိုနိုင်ရှင်ပြီးတော်မီနီလျှောက်ခဲ့တဲ့လမ်းကိုနောက်ကနေရဲကြီးလိုက်လျှောက်ဖို့ရက်ဖို့ကိုအကြံပေးလိုက်ခြင်းဖြစ်ပါရင် မန်ကနေရက်ဖို့တဲ့အရင်ထွက်ခွာသွားခဲ့တဲ့မက်တော်မီနီဟာနာမလီမှာအောင်မြင်မှုရရှိခဲ့ပြီးရက်ဖို့ကတော့မန်မှာဆက်လက်ရုန်းကန်နေရဆဲဖြစ်ပါတယ်။ဒါကြောင့်ရက်ဖို့လည်းမက်တော်မီနီလိုပဲအသင်းပြောင်းပြီးမိမိကိုယ်ကိုမိမိပြန်လည်တည်ဆောက်ဖို့လိုအပ်တယ်လို့ပေါ့အင်းကပြောကြားလာခဲ့တာပါ။အထောက်ပြောင်းမယ်ဆိုရင်မာကရက်ဖို့ဟာမန်မှာအချိန်ကြာရှည်နေလာတာကြောင့်သူ့ရဲ့ကစားမဘွားဟာမထူးခြားတော့ဘူးလို့ယူဆခဲ့ပြီးသူ့ရဲ့စွမ်းဆောင်ရည်မကြည်ရင်မူကွင်းပြေမှာပြုမှုဆိုင်ရာဝေဖန်မှုများနဲ့မန်ရဲ့ဖိအားမြင့်ပါတဲ့ပေါ့အင်းချင်းကသူ့အတွက်အဆင်မပြေတော့ဘူးလို့ပေါ့အင်းကတုံ့သက်ခဲ့တာဖြစ်ပါတယ်။ ရပ်ဖို့အနေနဲ့တော်မီနေနှထုံးနှလုံးမှုသိမိဖြစ်ပြီးအပြောင်းလဲကိုလုံဆောင်ဖို့တွေ့ဝေမနေတင်းတော်ဘူးလို့ပေါ်ရင်ကအကြံပြုတိုက်တွန်းခဲ့တာဖြစ်မယ်ထင်ကြပါပရိသတ်များကရောပေါ်ရင်ပြောသလိုရပ်ဖို့ကလွန်ခဲ့တဲ့နှစ်နှစ်လောက်ခရဲကမင်းကနေထွက်သွားသင့်ခဲ့တာလားဘလို့များမြင်မိကြလဲပြောပြခဲ့ကြပါဦးဟုတ်ကဲ့ပါများဗီဒီယိုလေးကတော့ပါနောက်နေ့မှလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Matchcha Forward Song Channel လေးကို Like and Follow လုပ်ပြီးဒီ video လေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနေကောင်းချောလိုက်ရပါတယ်ခင်ဗျာ